မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်တရုတ်မြန်မာနယ်စပ်ကလွယ်ကျေမြို့ကို KAI ကမနစ်ကအပြေးသိမ်းပလိုက်ပြီးခုခံမှုမရှိဘဲအသာတကြီးသိမ်းဆည်းရရှိပါတယ်ရန်ကုန်မြို့44လမ်းဖြစ်စဉ်မှာခုံချခဲ့တဲ့နိုင်ငံရေးအကြီးအကဲနှစ်ဦးပြင်ပဆေးရုံမှာဆေးဝါးကုသခွင့်လိုအပ်နေပေမဲ့လည်းစစ်ကောင်စီကစစ်ကုသခွင့်ကိုပိတ်ပင်ထားတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့တရုတ်မြန်မာနယ်စပ်ကချင်းပြည်နယ်မုံမောင်မြို့နယ်လွယ်ကျယ်မြို့နယ်ခွဲမှာရှိတဲ့လွယ်ကျယ်မြို့ကို KIA ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေကမနေ့ကအပြေးပန်သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။မလ29ရက်နေ့ကတည်းကလွယ်ကျယ်မြို့ပတ်ဝန်းကျင်တစ်ခုလုံးကို KIA ကပိတ်ဆို့ထိန်းချုပ်ခဲ့ပြီးမြဲလေ။ မြို့ပေါ်မသိမ်းသေးပဲဝန်ရံထားခဲ့တာလည်းဖြစ်ပါတယ်။မနေ့ကမနေ့ပိုင်းမှာတော့လွယ်ချေရဲစခန်းထဲကိုတော်လန်တပ်တွေကဝင်ရောက်နေမြေရှင်းလင်းပြီးမြို့ကိုပါသိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။လွယ်ချေမြို့ထဲမှာစစ်တပ်နဲ့ရဲတွေမရှိတော့ဘဲ ထွက်ပြေးတင်းရှောင်နေကြသူဌာနဆိုင်ရာဝန်ထမ်းတွေလည်းပုံစံအမျိုးမျိုးနဲ့ထွက်ပြေးတင်းရှောင်နေကြတယ်လို့သိရှိရပါတယ်။မလ29ရက်ကနေစတင်ပြီးဗမော်လွယ်ကျေးလမ်းကစစ်ကောင်စီတက်စကန်တွေကို KIA နဲ့ဒေါ်လန်တက်တွေကစတင်တက်ခိုက်ခဲ့တာဖြစ်ပြီးဧပြီလ1ရက်နေ့မှာစစ်ကောင်စီရဲ့နောက်ဆုံးစကန်ကြီးဖြစ်တဲ့စိန်လုံး viewer စကန်ကိုတိုက်ခတ်သိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတော့ဗမော်လွယ်ကျေးလမ်းမှာစစ်ကောင်စီတက်စကန်တွေမရှိတော့ဘဲလွယ်ကျေးမြို့ကိုပါသိမ်းပိုက်နိုင်တာလည်းဖြစ်ပါရဲ့ရှင်။ ပဲခူးကသတင်းတပုတ်ကိုတင်ဆက်ပေးကြပါတယ်။ပဲခူးတိုင်းကြောက်တကားမြို့နယ်ပဲနယ်ကုန်းမြို့မှာမနေ့ကည9:00နာရီဝန်းကျင်လောက်ကစတင်ပြီးစီပင်သညာဈေးရမီလောင်ကျွမ်းရမှာဈေးဆိုင်ခန်းတွေအပြင်လူနေအိမ်တွေမှာမီးခူးဆက်လောင်ကျွမ်းသွားတယ်လို့မြို့နယ်ပြည်သူတွေကပြောပြပါတယ်။ဝါရှော့ဖြစ်ပြီးညနေ6:50လောက်ကနေစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီးည9:00လောက်မှာမီးညွန့်ကျိုးသွားတယ်လို့ဒေသပြည်သူတို့ကပြောပြပါတယ်။မီးလောင်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိမှုနဲ့မီးခိုးမှုတွေရှိတယ်လို့စီပင်သညာဈေးဆိုင်ခန်းတွေအ ားလုံးနီးပါးဟာလည်းမိလောင်ပြကြနိုင်ပြီးအပြည့်အစည်းအတိအကျကိုမသိရှိရသေးဘူးလို့ဒေသခံပြည်သူတွေကပြောပါတယ်ရှင်။ ဆက်လက်ပြီးတော့ပဲခူးတန်းညောင်လေးပင်မြို့နယ်ညောင်လေးပင် ရွှေကျင်းလမ်းမကအကြက်ဖက်စစ်ကောင်စီစခန်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သားတွေထိခိုက်သေဆုံးမှုများပြတယ်လို့ People Defense Force ရွှေကျင်း SDDF အဖွဲ့အစည်းကနေသိရှိရပါတယ်။မလ29ရက်နေ့မနေ့9နိုင်လောက်မှာညောင်လေးပင်မြို့နယ်ညောင်ပင်ပေါက်ကျေးရွာကအကြက်ဖက်စစ်ကောင်စီတပ်အင်အား15ခန့်ရှိတယ်။ ယာယီစခန်းတွေကို KNL နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်စွာတနင်္ဂနွေကအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား၁၀ဦးဟာတေသွားတာဖြစ်ပြီး၃ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ အကြက်ဖက်စစ်တပ်ဟာသူတို့ရဲ့စစ်သားအလောင်းတွေဒဏ်ရာရှိသူတွေကိုကျေးရွာနေပြည်သူတွေရဲ့ကားနဲ့ညောင်လေးပင်ဘက်ကိုတယ်ဆောင်သွားလို့လည်းသိရှိရပါတယ်။ဒါပြင်အကြက်ဖက်စစ်တပ်ရဲ့ရွှေချင်းဗျူဟာကုန်းကနေလည်းလက်လက်ကြီးတွေနဲ့ပြစ်ခတ်နေတာကြောင့်ညောင်ပင်ပေါက်ထောင်လောင်းရှမ်းတဲစုရွာကျေးရွာတွေက ပြည်သူတွေဟာထွက်ပြေးတင်းရှောင်နေကြတယ်လို့သိရှိရပါတယ်။လာလူဖေဖော်ဝါရီလ28ရက်နေ့ကလည်းညောင်လေးပင်မြို့နယ်မုတ်ခမူကျေးရွာကမုတ်ခမူတရားစစ်စေးကဲကိုတော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်ကောင်စီ ီးတပ်သား၃ဟွာသေသွားပြီး၄ဟွာဒဏ်ရာရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ မကွေးတပ်သင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတပ်ရေကျုံမြို့ခလရ258တပ်ကစစ်သားတွေလိုက်ပါလာတဲ့အင်စီကားကိုတိုက်ခိုက်ခဲ့ရမှာစစ်သား3ဦးကသေသွားပြီးတနက်နှစ်လက်နဲ့ခရမ်းတွေကိုတင်ဆက်ရရှိခဲ့လို့ရေကျုံပကပတာဝန်ရှိသူတို့ကပြောပြပါရယ်။ဧပြီလ2ရက်နေ့မနေ့17ရက်လောက်မှာရေကျုံမြို့ခလရ258တရင်တွင်းကအင်စီကားနဲ့ရေကျုံမြို့ရုံပေါင်းစုံကိုပြန်လာတဲ့အကြမ်းဖက်စစ်သား9ဦးကို ရေကျုံမြို့အဝင်တနေရာမှာတော်လန်းတပ်တွေကစောင့်ကြိုပစ်ခတ် ာတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ကောင်းမွာပါလာရဲ့စစ်သား၃ဦးဟာတေသွားပြီးနှစ်ဦးဟာဒဏ်ရာရရှိခဲ့ကာကြံရှိတဲ့စစ်သားတွေလည်းထွက်ပြေးသွားတယ်လို့သိရှိရပါတယ်။အဲဒီတက်ခတ်မှုတွင်းမှာအကြမ်းဖက်စစ်သားတွေအုံပြုတဲ့ MA4 တနတ်တလဲ MA1 တနတ်တလဲ40မမဘုံသီး၃လုံးနဲ့9.56ကြည်အတောက်160တို့ကိုတင်းဆဲရရှိခဲ့လို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ရန်ကုန်မြို့44လမ်းဖြစ်စဉ်မှာခုံချခဲ့တဲ့နိုင်ငံအကျဉ်းသားကိုဝင်းရန်ထက်နဲ့ကိုမင်းသစ္စာမောင်တို့နှစ်ဦးဟာပြင်ပဆေးရုံမှာဆေးဝါးကုသခွင့်လိုအပ်နေပေမဲ့လည်းစစ်ကောင်စီကခွင့်မပြုဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPLM အဖွဲ့ဟာကိုတိုက်ထုံးကပြပြပါရတယ်။ရန်ကုန်မြို့44လမ်းဖြစ်စဉ်မှာ တိုက်ပေါ်ကနေခုန်ချခဲ့ကြတဲ့ရဲဘော်တွေနဲ့ကိုဝေရန်ထက်နဲ့ကိုမင်းတစ္ဆာမောင်တို့ကိုစစ်ကောင်စီကမတရားသောဥပဒေပုံမှားတွေနဲ့ထောင်ဒဏ်၁၂နှစ်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးဟာပြင်ပစေးပုံမှာစေဝါကုသခွင့်မရရှိဘဲအကျဉ်းထောင်မှာသာဆက်လက်ပြီးမတရားအကျဉ်းချခံထားရတယ်လို့ PPLN အဖွဲ့အားကိုတိုက်ထုံးကပြပြပါရယ်။နိုင်ငံရေးအကျဉ်းသားကိုဝေရန်ထက်ဟာတိုက်ပေါ်ကခုန်ချစင်မှာခြေတော့အောက်ပိုင်းထိခိုက်ခဲ့တာကြောင့် ီးချဲနဲ့တွာလာနေရသလိုဖြစ်သလိုခနာကိုအောက်ပိုင်းခြေချောင်းတွေလှုပ်ရှားမရပဲပေါင်ရိုးတွေလည်းကျိမသွားတဲ့အတွက်ကြောင့်စတိကြောင်ထည့်ထားတာလည်းဖြစ်ပါတယ်နိုင်ငံရေးအကျဉ်းသားကိုမင်းသစ္စာမောင်ကလည်းခုံချခဲ့တာကြောင့်ခြေထောက်နဲ့ခါတဝိုက်ဒဏ်ရာရရှိခဲ့ပြီးလက်ရှိအချိန်ထိတက်တာချင်းမရှိသေးဘူးလို့နိုင်ငံရေးအကျဉ်းသားများကရဲ PPNN ဖွဲ့ရဲ့ဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းကပြပြပါတယ် ကိုဝရံထက်ဟာအကျဉ်းထောင်စေယုံမှာနေခွင့်ရပြီမဲ့လဲထောင်ပြင်မစေယုံတွေမှာပို့ဆောင်ကုသရန်လိုအပ်နေသလိုကိုမင်းသစ္စာမောင်ကတော့အင်းစင်ထောင်ကနေတာရီထောင်ကိုပြောင်းရွှေ့ခံခဲ့ရပြီးရဲ့နောက်အကြဆောင်မှသာထားခဲ့တာဖြစ်ပြီး ထောင်စေယုံမှာတော့နေထိုင်စေကုသခွင့်မရဘူးလို့လည်းသိရပါရရှင်ဟုတ်ကဲ့ပါရှင်နောက်တော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ